အားလုံးပဲမင်္ဂလာပါဘဝတခြားမှာအတန်များ challenge ရည်မိဘပြည်သူများကိုကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေလို့စုမုံကောင်းတောင်းပေးလိုက်ပါရခင်ဗျဒီနေ့မှာတော့စတိုခန်းဆိုတဲ့ဇလန်လေးကိုကျွန်တော်လာရောက်ပြီးတော့ဖျက်ပြပေးတာဖြစ်ပါတယ်ဒီလိုဗျဇလန်အစမှာတော့ အဘူးကစတူခန်းထဲမှာထားရတဲ့ခုံမှုလေးသွားယူပေးပါလားဆိုပြီးတော့ကျွန်တော်ကိုအဘူးကပြောတယ်ဗျကျွန်တော်အဘူးမျက်နှာကို စိတ်ကုန်တလို့ကြည့်လိုက်တယ်နေကင်မဲ့ခိုင်းရင်ဘာပဲဖြစ်ဖြစ် ကျွန်တော်လှုပ်ပေးပါတယ်ဗျအခုလိုညဘက်ကြီးတော့စတူခန်းထဲကိုလုံးဝမသွားချင်ဘူးဗျ ကျွန်တော်နဲ့ကျွန်တော်အမအဘိုးရဲ့အိမ်ကိုရောက်တာရှင်းနစ်ရှိပြီးကျွန်တော်တို့မိဘတွေကွာရှင်းလိုက်ကတည်းကအဘိုးရဲ့အိမ်မှာ လာနေကြတာ ကျွန်တော်အသက်17နှစ်ကတည်းကအခုဆိုအသက်19နှစ်ရှိပြီဗျမိဘတွေက ပိုက်ဆံပဲပို့ပေးကြတယ်အဘိုးကတော့ကျွန်တော်တို့ကိုစောက်ရှောက်ပေးပါတယ်ဗျအဘိုးအိမ်က နှစ်ထပ်တိုက်ဟောင်းကြီးဗျအဖွာဆုံးသွားပြီးနောက်ပိုင်းအတူတူနေတဲ့အတော်တယောက်လည်းထတ်ဆုံးသွားတယ်ဗျမြေဖူ၃ယောက်အတွက်အင်ကြီးကအရန်ကိုကြီးနေလွန်နေဗျအထူးသဖြင့်စတိုခံပေါ်ဗျအင်ကြီးရဲ့နောက်ဘက်ဆုံးကြက်ကြမှာမတုံးတော့တဲ့ပစ္စည်းတွေ စုပုံထားတဲ့ ခန်းကျဲကြီးတစ်ခုရှိတယ်အဲ့အခန်းကို ကျွန်တော် စိတ်ပြတ်ဆုံးပဲညဆိုရင် စတိုခန်းထဲကနေအတန်းဆုံးကြားရတယ်အရင်အင်ကြီးထဲမှာနေသွားကြတဲ့လူတွေရဲ့ဝိညာဉ်တွေကမတုံတော့တဲ့ပစ္စည်းတွေလိုပဲစတိုခန်းထဲမှာ စုပြုံနေမယ်လို့ဘာကြောင့်မှမသိကျွန်တော်ယုံကြည်နေတယ်ဗျ စတူခန်းလေးကိုကျွန်တော်ဝင်သွားလိုက်တိုင်းပဲရှုပ်ပွားနေတဲ့ပစ္စည်းတွေကတယောက်ယောက်ကကျွန်တော်တို့ကိုစိတ်ကြည့်နေတယ်လို့ပဲဗျတခါတလေ နေပဲကြီးတောင်းစတူခန်းရှိကနေဖြတ်သွားရင်ချုံဆူတန်တို့လို စကားတီတို့ပြောတန်တို့လိုကြားရတတ်တယ် စတူခန်းထဲမသွားရတဲ့အပြင်ပြဿနာကြောင့်အဘူနဲ့အမရဲ့လောက်ပြောင်ခြင်းကို အမြဲခံနေရတယ်ကျွန်တော်အမကအရန်ကိုအကြောက်လန့်ကင်းတဲ့သူပဲအဘူကကျွန်တော်ကိုယောက်ျားလေးဖြစ်ပြီးပြွညတ်တယ်လို့ပြောတယ်တကယ်တော့တရေကြောက်တာမကြောက်တာက ယောက်ျားလေးမိန်းမလေးမိန်းကလေးမဆိုင်ပါဘူးကျွန်တော်ထင်တော့ကြောက်တဲ့သူကကြောက်ကိုကြောက်မှာပဲဒီလိုနဲ့တညမှာတော့အဘိုးရဲ့ကျွန်တော်ရဲ့အမရဲ့မြို့ထဲသွားပြီးအပြတ်မှာကားပြက်သွားတယ်ကားပြက်တဲ့နေရာက ိမ်နဲ့หนีပါတယ်တိတ်တော့စိတ်ပူစရာမရှိပါဘူးအဘိုးကကားကိုကြွကြွန်းကြည့်ချင်းပြင်တတ်ပါတယ်ဗျဒါပေမဲ့ပြဿနာကကားပြင်ရင်လူတွေပစ္စည်းတွေထည့်ထားတဲ့အိတ်ကစတိုခန်းထဲမှာကြံခဲတာပဲဗျမြည်ရေးအိပ်ပြန်ပြီး တွားယူစမ်းပါအဘိုးကကျွန်တော်ကိုတွားယူခိုင်းတယ်သူတွားမှာမဟုတ်ဘူးအဘိုးတမီးပဲတွားလိုက်မယ်မျက်နှာပြနေတဲ့ကျွန်တော်ကိုကြည့်ပြီးအမကဝင်ပြောတယ်အဘိုးကိုကြည့်ရတာဒေါသထွက်တယ်လို့ပဲငါညာဘက်ကြီးမင်းအမကိုလှုပ်မှာမဟုတ်ဘူး မင်းကအဲ့လောက်တောင်သုံးစားမရဘူးလားကျွန်တော်တော်တော်လေးစိတ်ပြက်သွားတယ်ဗျစတိုခန်းထဲသွားတာညဘက်ကြီးကြောက်เสียကောင်းတဲ့နေရာတွေကိုသွားတာကလွယ်ရင်အဖိုးအတွက်ဘာမဆိုကျွန်တော်လုပ်ပေးခဲ့ပါတယ်ကိုအိတ်ကအခန်းကိုတောင် ကူကြုံနေတဲ့ကောင်ဘူးကဆက်ပြောတယ်ဗျကျွန်တော်သွားပါမယ်ကျွန်တော်လှစ်ထွက်သွားပါတယ်ဟဲ့ဓမ္မီယူသွားအောင် အမကလှမ်းအောင်ပြီမဲ့ကျွန်တော်လက်မကြည့်ဖြစ်ပါဘူးဗျလန်တျောက်လဲအိမ်တွေကဖွင့်ထားတဲ့မီးလင်းအောင်ကြောင့် တလန်းလုံးထင်းလိမ့်နေပါတယ်အင်ကိုပြန်ရောက်တဲ့အခါမှာတော့အောက်ထက်က ရှိသည်မြကားတွေကိုမိတွေကိုကျွန်တော်လိုက်ဖွင့်နေမိတယ်ပြီးတော့စတိုခန်းရှိမှ ရက်ပြီးဝင်သွားဖို့ကို အားယူနေရတယ်စတိုခန်းထဲ ဝင်တဲ့အခါမှာတော့တွင်လောင်းချထားတဲ့မီးရဲ့ပိတ်ဖွဲ့ခလုတ်လေးကိုနှိမ့်လိုက်တယ်မီးချုံကကျုံးဝါနီလို့မိတ်တုံမိတ်တုံဖြစ်နေရဲ့ဗျတရေတကောင်ကောင်ကကျွန်တော်ကိုတမင်ချုပ်ချင်လို့မီးချောင်းကိုလင်းလိုက်မှိန်လိုက် လုံနေတာများလား အတွေးတွေနဲ့အတူဇောချွေးတွေပြန်လာတယ်။ကျတော့အနောက်မှာအဖြူဖြူကြီးရက်နေသလိုပဲ လက်ကြည့်လိုက်တော့ချိတ်ထားတဲ့မိုးကအင်ကြီးဖြစ်နေတယ်။နားထဲမှာလည်းစကားပြောတန်လူလူကြားနေရတယ်။ကျတော့ကို ကြည်ရင်လောင်ရင်နေကြသလိုပဲ။ ကားပြင်းတဲ့ပစ္စည်းတွေပဲမှလည်းခုထိရှာလို့မတွေ့သေးဘူးအခန်းတွင်တဲ့အထိဇို့အတင်တိုးဝင်သွားမိရဲ့ဗျအခန်းတော့ကပြီးတော့အဟောင်းကြီးပေါ်မှာတစ်စီတကောင်ငုတ်တုတ်ထိုင်နေသလိုပဲကျတော်မောကြည့်လိုက်တော့ဝုန်းဝုန်းရုတ်တရုတ်ဖြစ်နေတယ်ဗျဟောဟုံးမအဲ့တလုံး ဒါကားပြစ်တဲ့အိတ်ဖြစ်ရမယ်အိတ်ကိုလန်ဆွဲမှာပဲမိကအလိုလိုနေပြက်သွားတယ်ဗျလောကကြီးတစ်ခုလုံးမှောင်အတိကျဖြစ်သွားတယ်အာကျုံလက်တကြနဲ့អော်ပြီမဲ့အတန်ထွက်မလာပါဘူးဗျစိတ်ထက်ကနေပဲអွန်လိုက်တာဖြစ်ဖြစ်ပါတယ် ဟူဝင်တူဒီဝင်တူနဲ့စတုခန်းကနေထွက်ဖို့အပေါက်ကိုရှာနေမိတယ်ဗျ။တမီမီယူလာမိတာက ကျွန်တော်မှားပါအရန်နှုံတာရမိပါတယ်အမောင်ထဲမှာ အရေးတွေ အများကြီးတွေ့ရတစီတွေကျွန်တော်ကိုဝိုင်းဆွဲတော့မယ်ထင်တယ်ဗျာ အရန်မာတဲ့အရာတခုကို တိုက်မိပြီးကျွန်တော်လက်ကျသွားတယ်ပြန်ထမှပဲဘာမှမသိတဲ့အရာကြီးတခုခေါင်းဘုံကိုပြုတ်ကျလာတယ်ဗျလောကကြီးထမှောင်သွားတယ်ဗျမီးပြတ်တာထက် ပူပြီးတော့မှောင်သွားတယ်ကြုံပြန်နိုးလာတော့ စတူခန်းရဲ့နည်းနည်းချက်မှလွင့်မျောနေတာကိုသတိထားမိရဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကတော့ကြမ်းပြင်းမှာလဲလို့မီးလဲပြန်လာပါပြီကျွန်တော်ဘောကိုတစ်တာတခုပြုတ်ကျနေတာကိုကျွန်တော်တွေ့လိုက်တာပဲကျွန်တော်ဝီတူးမီလို့လေ အဘူနဲ့အမကျွန်ုပ်ကိုမြင်အရန်ဝန်းနေနေကြမယ်ထင်ပါတယ်စတူခန်ပတ်ချလဲကိုတစ်ချက်ဝေဝဲကြည်လိုက်တယ်ဗျခန်းထဲမှာကြောက်စရာကောင်းတဲ့သစီတွေရှိမနေပါဘူးဗျကျွန်တော်ကလွေးရင်ပေါ့